ားလုံးမင်္ဂလာပါအခုကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီပီယန်နိုတီးတဲ့အခါမှာဒီတီးခတ်ပုံတွေအများကြီးရှိနေတဲ့နေရာမှာကျွန်တော်တို့ဒီအခြေခံအကြဆုံးပေါ့နော်ဒီ melody တခုကိုဒီဘယ်နဲ့ညာနဲ့ဘယ်လိုချိတ်ဆက်ပြီးတီးမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ရှင်းပြပေးမှာပေါ့အဲ့တော့ကျွန်တော်မှကျွန်တော်တို့လေ့လာကြည့်ရအောင်ကျွန်တော်တို့ဒီပေါ့နော်ပီယန်နိုတီးခတ်နေရတော့အများကြီးရှိတာပေါ့ကွာဒီဒါမဲ့ကျွန်တော်ဒီမှာကျွန်တော်ကဒီနေ့သင်ပေးချင်တာကဒီ melody တခုတွေ့ရင်ကိုကိုဒီဘယ်လိုမျိုးဒီချိတ်ပြီးတော့တီးမလဲပေါ့တန်စင်လေးတခုဖြစ်သွားအောင်ပေါ့ စန်းရဆိုတဲ့ပညာရက်တီသူဒီဟိုဘောဒီဘယ်နဲ့ညာနဲ့လက်နှစ်ဖက်ကဲအာကိုပြီးတော့ဒီတန်းစင်တစ်ခုကိုဒီပြီးပြည့်ဆုံးအောင်ကြီးခတဲ့ပညာပေါ့အရန်ကိုကျေပြန့်နှဆိုင်နေဒီမှာအခြေခံအနေနဲ့ခုကျွန်တော်တို့ဘာဘလောက်ထိသွားလို့ရလဲဘယ်လိုလေ့လာလို့ရလဲဆိုတာကိုဒီမှာဆုံးဖြတ်ကြမယ်အဲ့တော့ဒီနေ့အချစ်ပဲရဆဆိုတဲ့တစ်ချိန်လေးကိုရွေးရတယ်အဲ့တော့ intro လေးကိုကြည့်အောင်နော်ကျွန်တော်စကြည့်အောင် intro လေးက ါလေးပဲရေးရတယ်ဒါကကျွန်တော်ကဥပမာနဲ့ရေးတာဖြစ်တယ်နှစ်ခေါက်တီးခြင်းလည်းရတယ်เนาะအဲ့ဒီဘာနာဘာကိုလေးပါးဖြစ်အောင်တီးလည်းရတယ်ဒါပေမဲ့အခုကျွန်တော်ဒီဒိုဒိုတီတီရေဒိုဆိုတဲ့ဟာလေးကိုပဲစပြီးတော့ရှင်းကြည့်မယ်ဘယ်လိုတီးလို့ရမလဲပေါ့အဲ့တော့ကျွန်တော်ဘယ်လိုတီးမလဲဆိုတော့ကျွန်တော်ဘယ်လက်က A minor chord ဖြစ်တဲ့အတွက်ကျွန်တော်ဒီလိုယူရမယ်ပတ်တန်ဒီဒါပဲယူမယ်လာမီလာမီဒါဆိုရင်ဒါသူ့မယ်လိုဒီကို copy ပြန်လို့တီးရပါတော့ တို့တို့ကျအားမတို့တိမယ်အဲ့တော့သူ့တိုင်းမတိမယ်เนาะမြင်တဲ့တိုင်းတိမယ်အဲ့တော့ဒိုဒိုတီတီကိုဒီမှာကျွန်တော်ကလာမီလာမီပြီမြဲဒီလာကိုပြန်မလာဘူးဟောလာထောက်ပြီးတော့ ါပဲဒီမှာစတီးကြည့်မယ်ဘယ်လိုဒီရလဲဒိုဒိုအဲ့တော့ဒါနဲ့တို့နဲ့တို့ကြားလိုက်တယ်မိုက်ကြီးပဲစတဲ့ဒိုဒိုပြီးတော့တီရီရီဒိုတော်ပြီလောက်ပဲလောက်ပဲဒီမှာအဲ့ဒါဟိုမှာသဘောပေါက်သွားပြီဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်ကလာလုံးတက်တယ်မှာအဲ့တော့ဒီ ဒိုဒိုဒီဒီရေဒိုမှလည်းကိုလာနေတွေ့မယ်အဲ့တော့အဲ့တော့ဒီကောင်ဒီလာမီမီလာမီမီဖြစ်သွားတာပေါ့ဒီဘယ်လက်ကလှုပ်နေတာကတီးတဲ့ကြောင်ပြန်ထောက်မယ်ရေပြန်ထောက်မယ် နော်ရေရေတူလာတော့ပြီချက်ထားပါတော့နောက်လာမယ့်အချိန်လေးရှိနေတာပေါ့နော်အဲ့တော့ကျွန်တော်ဖြီးပြီးလေးတစ်ခေါက်တည်းပြမယ်နော်ဒါကျွန်တော်တို့ဒီ basic piano သင်တန်းမှာသင်ကြားခွင့်ရမယ့်ပုံစံတွေပေါ့နော်ကျွန်တော်တို့ဒီအခြေခံရှိပြီးသားဒီကျွန်တော်လေ့ကျင့်ခန်းနေလိုက်လုပ်နေတဲ့လူကတော့ဒါကိုကျွန်တော်အခုပြောလာပြောလာပြောပြတာနောက်နေတယ်သဘောပေါက်နေပြီတကယ်လို့ကိုကအခြေခံဘာမှမသိသေးဘူးနားမလည်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ basic ကနေစတက်ဖို့လိုလာပြီပေါ့ အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာသင်္นานကြီးကိုเนาะရာသက်ပံဒီမမကြီး2000နဲ့ဖွင့်ပေးထားတာပေါ့ကဲဆက်လက်ပြီးတော့ဒီလာကြည့်ရအောင်လိုတိမလေးကျွန်တော်ဖြည်းဖြည်းလေးနှောက်ခေါက်တည်ပြမယ်เนาะလိုက်ဒီမယ်ဒါလေးပဲတည်ရမှာအထောက်ကြည့်မယ်ပဲလက်ကတည်ရမယ် စတီးမယ်တော်ပြီအဲ့ဒါဆိုရင်ဒါကြတော့ဒီအကုန်ပြန်ပြီးချလိုက်ပေါ့နောက်လေးလုံးပြန်ပြီးချလိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ဒါ intro လေးပြီးသွားပြီပေါ့ဒီကောင်းငင်ပြားဝေသူများဆေးရောက်ချဲဘူးဘူးတက်ကိုကျွန်တော်တို့ ready လေးဖြစ်နေပြီပေါ့စမယ်1 2 3 4ချလိုက်ရတယ်နောက်ခေါက်တည်ရင်လည်းရတယ်

နောက်နှစ်ပါးဒီအော်တိုရပြီအဲဒါတူနေတာကိုဘယ်လိုဒီမလဲပတန်နေတာပဲလက်ကျွယ်နဲ့စားလိုက်ပါတော့ကျွန်တော်ဆိုလိုကြီးမှာအဲ့တော့ A minor လိုဒီမယ်လက်ကျွယ်လက်မလာမီဒီမယ် G ကိုဆိုရီလက်တန်းလက်ညိုးဒီမယ်နော်အဲ့တော့ဒီမှာဒီလိုပြသွားမယ်အဲ့ဒီမယ်လိုဒီကိုဒီပုံစံလေးခုလိုပုံစံမျိုးလေးတီးမှာ ါဆိုရင်လွယ်သွားပြီပေါ့နော်မှတ်ကြတာလည်းလွယ်တယ်တီးကြည့်အောင်နားလေးဆွဲအောင်ညနာထောက်မယ်နော်ညှိုးဝင်လိုက်ရတယ်မဝင်လိုက်ရတယ်နော်အဲ့တော့စပြီးရှင်းမယ်ဘယ်လိုဒီပါလဲဆိုတော့လာမီလာတီဆိုတဲ့နှုတ်ပါ ကျွန်တော်တို့ကဒီအော်ကျွန်တော်တို့ကဒီဟွာပေါ့ဒီမီကိုဒီညာလက်ကလာမတီးတော့ဘူးဘာပဲလက်ရှိနေရလေနော်အဲ့တော့လိုကြည့်လိုက်တော့မယ်လာနောက်ခုလို့送ကြတာပေါ့အဲ့တော့သူ့ပတ်တန်ဒီလိုသွားမှာဘူးအဲ့တော့လာမီလာတီပြီးသွားရတာပဲအဲ့တော့ဘီနှစ်ပြီးသားပြီးသွားလာမီလာတီဆိုတဲ့နှုတ်တစ်ခုတည်းလာမီလာတီဆိုတဲ့နှုတ်တစ်ခုတည်းအဲ့ဒီမှာ ရီဒူဒီမယ်ဟောဒူဒါတွဲပြီးတော့မိချတယ်ရေဒီပြီးတော့မိချရတယ်ပြီးပြတပါတစ်ခေါက်ပြန်ပြီးပြမယ်တွဲဘဲတပါဦးတွဲတယ်သူကော့ကြတယ်လာဒီပြန်ပြီးရိုက်တယ်ဒူရီဒူသွားမယ်ဒူရီတီးဆိုလား ခုနတိုင်းပဲဂျီလာဟောဒီမှာလည်းပြီးရဓမ္မဒီမှာကျွန်တော်တို့ကဟာလာလို့မရတော့ဘူးဖြည့်ပေးရမယ်လွတ်နေရင်ဖြည့်မယ်ဂျီဟိုအဲ့ဒါဖြည့်မှာ မမုံညို့ညို့ဝင်လိုက်ရနော်ကိုတန်းတို့ယူတီလိုရတယ်။ကဲအဲ့တော့ဒါဆိုရင်ကိုတုံးမဲ့အကွက်ကိုသဘောပေါက်သွားတော့ပြီ။အခုကျွန်တော်တို့ဒီဖြည်းဖြည်းလေးစပြီးရှင်းပြမယ်နော်ဘလို့ဒီမြင်အောင်ကြည့်ကြမယ်။ပြီးရင်ကျွန်တော်တို့ရှင်းဆက်မယ်။စမယ်။ ကြည်ဝင်မယ်အိမ်မနာပြောင်းဝင်မယ်ဒါဆိုရင်သူဝါကြိုက်သွားပြီပြည့်သွားပြီပြန်ဒီနောက်တစ်ခေါက်ရသွားပြီဆိုရင်ဘာလို့လုပ်ရပြီလဲတန်ဖိုး85လောက်နဲ့စပြီးတော့ကျင့်မယ်ခြွန်တောက်လေး1 2 3 4 ော့ကျွန်တော်တို့ဒီဒီဘားနှစ်ပါးဘားလေးပါးသာကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဒီချိတ်ဆက်ပြီးတော့တီးခတ်နိုင်သွားပြီပေါ့ဆော်ရီရပြီအောက်ကိုဆက်ကြည့်အောင် လာမီလာတီဒိုမီဆိုတော့အပေါ်ကကောင်ကလာမီလာတီဒိုတွေအောက်ကကောင်ဒီလာမီလာတီဒိုမီဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာမှဟိုအကွက်ကိုစဉ်းစားရအကြောင်းမရှိဘူးဘရီနီယာမှာဒီမှာမီတီးလိုက်အောင်မယ်လာမီလာတီဒိုမီဖာမီရီရီရီအမဒီမိုင်းနာသုံးလို့ရတယ်ဘီဖလက်သုံးလို့ရတယ်ဒီနှုတ်ဒီအခြေခံနှုတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီမိုင်းနာကော်ကြီးကို ဒီ flat base ထောက်ခိုင်းတဲ့အဲ့ဒီဘောမျိုးကြီးရတာမဟုတ်ဘူးဒီအခြေခံဒီဒီနေရာမှာ b minor လေးချလဲဟို b flat ရဆိုတဲ့ဘောကိုပဲဆိုလိုချင်တာပေါ့နော်တကယ်နှုတ်တွေမှာဆိုရင်တော့ဒီကောင်က d minor နေရာမှာ d minor ကိုဒီမှာ b flat root နဲ့လို့သွားခိုင်းတဲ့ဘောမျိုးတွေဖြစ်နေမှာဆိုလို့နော်ထုတ်သွားမှာเนาะအဲ့တော့အဲ့ဒီအဆင့်ကိုမသွားသေးဘူးเนาะအဲ့လောက်ကြီးကိုကျွန်တော်တို့မသွားဘူးပေါ့ကျွန်တော်ဆိုလိုချင်တာကဒီမှာဒီမိုင်နာကန်လဲရရတယ် B flat ကိုနဲ့ပေးလဲရတယ်လို့ပြောချင်တာအဲ့တော့ B flat ကဒါပေါ့ထားရယ်ဖာရယ်ထားရယ်လို့ကိုင်မယ်တကယ်လို့ D minor ကိုင်နေတယ်ဆိုရင် re ရယ် la ရယ် re ရယ်ကော့အကြီးကိုင်မယ်ဒီနေရာမှာသုံးမဲ့ပတန်ဒီအဲ့ဒီမှာဖာမီရယ်ကော့ချီရောဟဲ့ ါပဲဒီမနက်ကန်ပြော့တာပေါ့တီးဆိုစီတွေကိုပြော့ကျင်တာလေးပေါ့သူကျတော့မေဂျာဆိုတဲ့နဲ့မာတာပေါ့မှန်တယ်နော်ဘာပဲတိတိရအဆင်ပြေတယ်ပူကောင်းတာနဲ့ပူမကောင်းတာပဲရှိမယ်မှားတယ်တော့ပြောလို့မရဘူးဟောဒီနေရာမှာဒီမနက်ကန်လို့ပို့ပြီးတော့ဒီပေါ့နော် အချိန်နေအချိန်ခါရဒီကန်ဒီဇိုင်းရလိုက်ဖက်သွားတာရှိသလို B flat ကိုင်မှလှသွားတာမျိုးလည်းရှိတယ်။ကော့ကမှားတယ်လို့တော့ပြောလို့မရဘူး။ကျွန်တော်တို့ကောင်းတယ်မကောင်းဘူးဆိုတာပဲဆွေးနွေးရမှာပေါ့နော်။ကော့မကောင်းဘူးပြောလို့ရမှာပေါ့နော်။ဘာလို့ဒီကော့ဆိုတာကဒီပညာရှင်ရဲ့ဒီညံစွမ်းရှိသလိုထည့်ပို့ပြီးတော့နှဆိုင်ကျေပြန့်တာပေါ့နော်။ကော့မှအသေးထားလို့မရဘူး။ဒီနေရာမှာတခြားကော့တွေထည့်ရင်လည်းကိုကျွမ်းကျင်သလိုထည့်ကြမှာပဲပေါ့။ တော့ပြီအဲ့ဒီမှာဒီရှင်းပြခြင်းနဲ့ဟာလာပြီအရန်လှတယ်မီတူရီတီဒိုလာတီမီလားဆိုတဲ့လို့ကြည့်မယ်နော်အဲ့ဒါလေးဖွင့်မယ်မီတူရီတီဒိုလာတီမီအဲ့ဒါကိုဘာလုပ်မလဲဆိုတော့တဲ့ကျွန်တော်ဒါမျိုးတီးမယ်တဲ့ဖင်းစ်ဖင်းစိုးခဲ့တာကြာနာဘူးပါတယ်လေးတန်နေပါလားမသိဘူးတက်ရှူတာပြင်းတော့ ါလေးကိုအမြဲတမ်းကြည့်နေကိုလက်စကေးတောင်ရသေးတယ်နော်ဒီမှာတော့ကျွန်တော်တို့ဟောပေါ့ဖြည်းဖြည်းတရမှာပေါ့ဘလို့တီးွားရလဲဆိုတော့တဲ့မီးတူဟောကျွန်တော်ဒီလိုလုပ်လိုက်မှာဟောမီးတူဆိုတဲ့နှုတ်တီးဖို့မီးမီလာတို့ရွေးတီကိုရေးရီဆိုတီးဒိုးလာကိုဒိုးတူဖာလာလို့လုပ်ရမှာတီးမီကိုတီတီရီမီဆိုပြီးတီးပါအဲ့တော့ အခုဒီလိုက်မှာမီမီလာဒိုရေဆိုတီရေဒိုဖာဒိုဒိုဖာလာဘယ်မီမီလာဒိုရေရေဆိုတီဒိုဒိုဖာလာတီတီရေမီအခုဒီမှာလက်စကီးလေးတောင်ရသေးတယ်နော်မှတ်ထားမယ်နော်ကိုဒီအမြဲတမ်းလေးခေါ်ကြည့်မို့တော့ မီမီလာဒိုရေရေဆိုတီဒိုဒိုဖာလာတီတီရီမီအဲ့မဒီမှာအဲ့လိုသုံးလို့မရဘူးဒီဒီခုမှစတဲ့လူတွေဟိုပါပြောဖတ်သွားနိုင်တာပေါ့အဲ့တော့ကျွန်တော်တို့ကပညာချက်တီးမယ်အဲ့တော့ဒီခေါင်းစဉ်ဟိုကလည်းလွယ်ကူဆုံးပညာချက်တီးနည်းဖြစ်တဲ့ကျွန်တော်တို့ဒီမှာတော့ခက်ရက်ခက်စရာမပြဘူးရေအောင်တီးမယ်လို့ပြောရမှာဒါသွားမယ်နော် ဒီမီယိုဒီမှာဒီလိုတီးတဲ့မီယိုမှာဘယ်ရပဲတီးတော့မှာမီမီလာတူဝေဝေဝေရေဆိုတီဒိုတူဖာလာတီတီရေမီအဲ့လိုတီးပါမယ်နော်အဲ့တော့ဒီကောင်ဒါပဲရှိရမှာလာဆိုဖာမီဒီကောင်ကကျတော့ဒီဒီမီကကျတော့ဒီလက်မမီကကျတော့ဟိုဘချမ်းကတီးမဲ့ nó cũng lại phải nhiều thôi được bây giờ lúc mà đi rồi lúc mà học xoay sao mẹ rồi đi mà lại chi mẹ thì nó lại chi mẹ lại chi mẹ phía đi lại chi mẹ. မှာလာကြသွားတဲ့ဒီဘာနာဘာကိုအားမျိုးတွေနဲ့ကျွန်တော်တို့ဖောက်ပေးထားရမယ်ဆိုရင်ဒီအဲ့ဒီတခုကိုကိုအစဉ်ပြေပြေနဲ့ချိတ်ဆက်ပြီးတော့ကြီးခတ်နိုင်သွားပြီပေါ့နော်ကောင်းတယ်မကောင်းဘူးကတော့မိမိများများလေ့ကျင့်တဲ့အပေါ်မှာပဲဒီမှာအဲ့တော့ကျွန်တော်တို့တည်ထားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ထားမယ် တမလားပါတိပါဆိုတော့ဒီမှာကော့လေးကိုဖြီးနေတာအိမနာကော့လေးကိုပြလာမီလာတီဒိုမီတီဒိုလာကြီးတာလာမီလာတီဒိုမီတီဒိုဒါလေးပဲအဲ့တော့ဒီမုံတော့ဒီနော်ဘဲ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 ညာညာညာဒါလေးပဲဒီပါမှာ ။အဲဆိုရင်တော့သဘောသဘောပေါက်ပြီလို့ယုံကြည်တာပေါ့။ဖြည်းဖြည်းလေးနှစ်ခေါက်တည်းပြ။စမယ်။

阿克变小魔。拉比。拉比。 ကတော့နှုတ်ကြည့်ပဲတည်းရတော့ကျွန်တော်တို့မှအကွက်ဖွဲ့တာမရှိတော့ဘူးတော့ဒါပဲ1 and 2 and 3 and 4အမယ်နော်ဒီသေတုံးချက်ကနားတယ် အဲ့ထည့်ပေးမယ်နော်အဲ့တင်ပေးမယ်ဒါပေမဲ့ထည့်မရတာဘူးလွတ်ကြလိုက်ဟုတ် re mi fi fi mi re 1 and 2 and 3 and တောက်တစ်ချက်မှလိုက်1 and 2 and ဒါကြတော့ được mà nó đó one and two and ta anh đi one and two and one and two and đi coi gì đâu wow one is and two is and ta 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 còn đi chơi bị tội nó mi ti mi fi si la ti do đi 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 được rồi mà chào mẹ mẹ

ားတော့ကောင်းသွားတာပေါ့တစ်ခေါက်တည်းပြမယ်နော်ဒါကြတော့ဖြည့်ရတော့ 1 and 2 and 3 and 4 and ပြီးရပြီးတော့သူဒီတိသွားမယ်လို့ဒီကဓမ္မနဲ့ကုံသွားပြီပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာသဘောပေါက်အောင်ကျွန်တော်ဒီအခြေခံသဘောတရားအနေနဲ့လောက်ဆိုရင်တော့သိပြီးရုံကြည့်တယ်ကျွန်တော်တစ်ခေါက်တည်ပြမယ်နော်1 2 1 2 3 4 Ông ừ, to đi mẹ nó Sao mẹ ဲ့လောက်ဆိုရင်တော့အခြေခံသဘောတရားလေးကိုသိပြီးယုံကြည်တယ်တကယ်လို့နားမလဲတာဘူးเนาะဒီဘူးဖိတ်ဆက်တာကဘာမှနားမလဲသေးရင်တော့ကျွန်တော်တို့ဒီအခြေခံသင်တန်းကနေတန်းစားဖို့လိုပါတယ်အဲ့တော့လည်းကျွန်တော်တို့အခြေခံ၃ညနေစပြီးသင်တဲ့ဒီ basic ရော piano ပေါ့เนาะ piano အခြေခံဒီနည်းသင်တန်းလေးရှိတယ်အဲ့ဒီသင်တန်းမှာဘာသင်တန်းလဲဆိုတော့ဒီလိုမျိုးဒီအခြေခံ၃ညနေစတယ် keyboard club တွေအကြောင်းကနေစတင်တယ် keyboard club တွေအကြောင်းကနေစတင်ပြီးတော့မှတစ်ဆင့်ချင်းကျွန်တော်တို့ဒီလက်ကျင်ကန်းတွေကျင့်တယ်နှုတ်တံမိုးတွေကျင့်တယ်ပြီးရင်ဘဲညာလက်ကျင်ကန်းတွေသွားတယ် တော့ချိတ်ဆက်တီးခတ်နေတယ်ပေါ့ဒီအခြေခံနေရသွားတယ်ပြီးရင်တခြင်းအလွယ်လေးအတင်တယ်ပြီးတော့တဖြည်းဖြည်းချင်းအဆင့်မြင့်တင်တယ်ပေါ့ပြီးရပြီးတော့ level 2အဲ level 2သမားတွေကြတော့ဒီသင်္ကန်းစာကိုကျွန်တော်ကြီးကြီးနဲ့ပြန်တီးပြရမှာပေါ့အဲ့တော့တို့ကိုကြီးကြီးနဲ့ပတ်သက်ပြီးတန်တီးနိုင်အောင်လည်းကျွန်တော်တို့ဒီခြေခံအနေနဲ့တေးချအောင် ရှင်းပြပြီးသားပေါ့အဲ့တော့ level 1 level 2လဲခွဲထားတယ်ကျွန်တော်တို့ဒီဟိုရာသပံ group နဲ့လဲသင်လို့ရတယ်ကျွန်တော်ဒီတူးချင်းသင်တန်းနေလဲဟောသင်လို့ရတာပေါ့ရာသပံ group နဲ့ဆိုတော့ကျွန်တော်တို့မမကြီး2000ပဲကြာတင်တာပေါ့ကဲဒီတော့ဆိုရင်တော့ဒီတချင်းလေးကိုအခြေခံသဘောတရားအနေနဲ့ဟောဒါမလို့လေးတီးလို့ရပါလားဆိုတော့အတူတူတစ်ခုရရင်ဟိုရှင်းပြကြိုးနှက်ပြီးအခြေခံမရှိရင်တော့ဒီနဲ့တက်ဖို့လိုမယ်အခြေခံရှိပြီးသားလူတွေ level 2သမားတွေကတော့ဒါတရားကိုကြည်ကင်းနဲ့တီးပြီးတော့အင်စာထပ်ပြရမယ်တန်ဖို့ 80ဝန်းကျင်ရှိတယ်။ယောက်ျားလေးဆိုမယ်ဆိုရင်စီကီမိန်းကလေးဆိုမယ်ဆိုရင်ဂျီကီဇုံတွဲရတော့အီကီနဲ့ဆိုတာလေတန်ဖိုး85နဲ့ဆက်ကြတယ်မှာတီးပြီးတော့အိမ်ဆက်ထားရမယ်နော်။ကဲအားလုံးကြောက်လို့ကြည့်ပါတယ်နော်။